မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြတန်တော်ပါမခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့အတူဒုက္ကပတ်တော်ဆင်ကျင်ဖို့ပြားခင် ပြင်ဆင်ပေးတဲ့အတွက်ဇာလံချမ်းခန်းကြီး15အပိုင်ငယ်9ကိုဆင်ကျင်ဖို့ပြင်ဆင်ထားပါတယ်ကိုငွေကိုချေး၍အတိုးမြူအပြစ်မရှိသောသူဤတစ်ဖက်မှာ တဇိုးကိုမခံဘဲကျင့်တော်သူသည်လှုပ်ရှားခြင်းနှင့်အစဉ်အမြဲကင်းလွတ်လိမ့်မည်တည်းဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့သာဝရဘုရားရဲ့တဲတော်မှာဘသူတဲရမလဲတန်ရှင်တော်တောင်းတော်ပေါ်မှာဘသူနေရမလဲဆိုပြီးတော့မှအဲ့ဒီလို နေရမဲ့သူတွေရဲ့ဇယိုက်လက္ခဏာကို ဖော်ပြတာတွေ့ရပါတယ်။ဖြောင်းမတ်တဲ့အကျင့်ကိုကျင့်တဲ့သူသစ္စာစကားကိုနှလုံးပါလျက်ပြောတော်သူ နောက်ပြီးတော့မှ သူတစ်ပါးရဲ့အတ္တတွေကိုမဖြတ်တဲ့သူကိုနစ်ဆက်ဆိုင်သောသူကိုကဲ့ရဲ့ခြင်းကိုရှောင်သောသူအဲ့ဒီသူဟာဆိုလို့ရှိရင်တော့တဲ့သာဝရဖျားရဲ့တောင်တော်မှာတန်ရှင်သောတောင်တော်ပေါ်မှာနေရမယ်လို့ဖော်ပြတယ်။တနည်းအားဖြင့်ပြောရရင်ဘုရားသခင်နဲ့မိတ္တာရဖွဲ့ခွင့်ရှိမယ်ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။ပြီးတဲ့အခါမှာစိုးရုပ်သောသူကိုအယုတ်လို့ထင်မှတ်ပြီးသာဝရဖျားအားကြောက်ရွံ့တဲ့သူကိုယိုသေးတဲ့သူ ကိုအကျိုးပြည့်ရတော်လဲကျင်းဆိုတဲ့စကားကိုတီတော်သူကိုငွေကိုချေးပြီးအတိုးမယူတဲ့သူ အပြစ်မရှိတော်သူရဲ့တဖက်မှာတစိုးကို မခံဘဲကျင့်တော်သူဟာလှောက်ရှားခြင်းနဲ့အစဉ်ကင်းလွတ်မယ်ဆိုပြီးတော့မှလည်းဆက်လက်ဖို့ပြတာတွေ့ရတော့အင်မတန်ကောင်းတဲ့နှုတ်ကပတ်တော်စကားတွေပဲဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်ချစ်တော်မိဘညီကောင်မောင်တို့ကျွန်တော်ရဲ့အသက်တာမှာမိမိကိုယ်ကိုမိမိ ဖះနဲ့သွာလာတယ်လို့ခံယူရဆိုရင်ဖះတရားကြီးညိုပြီးတော့မှဖះနဲ့ယဉ်နှီးမှု ရှိတဲ့သူလို့ကိုကိုကိုခံယူရဆိုရင်လှုပ်ရှားခြင်းနဲ့အစဉ်ကင်းလွတ်နေရမှာဖြစ်ပါတယ်အဲ့လိုလှုပ်ရှားခြင်းနဲ့အစဉ်ကင်းလွတ်ဖို့ရန်အတွက်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင် ခုနပေါ်ပြသွားသလိုပဲသူတို့ဘာကိုကူညီရမယ်မတရားတဲ့သူဘက်မှာမနေရဘူးအတိုးမယူပဲချင်းငှားပေးရမယ် ပြီးတော့ထာဝရဘုရားကိုကြောက်ရွံ့တဲ့သူတနည်းအားဖြင့်ဘုရားသခင်ရဲ့လူတွေကိုယူသေးတဲ့သဘောရှိရမယ်အဆိုးကိုအဆိုးအကောင်းကို အကောင်းထင်မှတ်တတ်ရမယ်တစ္ဆာဂတိတည်တော်သူ ဖြစ်ရမယ်သူတော်ဘာတွေကို ကဲ့ရဲ့တာတို့အပြစ်တင်တာတို့မမှန်မကန်ပြောဆိုတာတို့သူများအကျိုးကိုဖျက်ဆီးတာတို့ဒါမျိုးတွေမလုပ်ရဘူးဆိုပြီးတော့မှ ဖော်ပြထားတာတွေ့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့က တည်ငြိမ်စွာအေးဆေးစွာနဲ့နေရမယ်သူများပေါ်မှာမကောင်းတာကြံစီတဲ့သူကတော့အမြဲတမ်းလှုပ်ရှားခြင်းရှိနေမှာဖြစ်တယ်သူများအပေါ်မှာကောင်းတာကိုကြံစီတဲ့သူကတော့အမြဲတမ်းတည်ငြိမ်နေမှာဖြစ်တယ်ဘုရားသခင်အတူရှိခြင်းသက်တည်ကိုခံစားရမှာဖြစ်တယ်ချစ်တော်မိဘညီကိုမောင်တို့မှာတို့သင်ဟာဘုရားတရားရှိတဲ့သူဘုရားနဲ့ယဉ်နီးတဲ့သူ ဆိုရင်တော့လှုပ်ရှားခြင်းနဲ့အစဉ်ကင်းလွတ်နေမှာဖြစ်တဲ့အပြင်ပေါ်ပြပါ ကိုကျင့်တရားနဲ့ဆိုင်တဲ့အမှုအရာတွေရှိနေရမှာဖြစ်တယ်လို့တိုက်တွန်းပါတယ်ဖျာရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဖျာကိုရောကိုကြီးစုတင်ပါတယ်။ကိုရဲ့ကြီးစုတော်ကြောင့်တရပီတရအသက်ရှင်ခွင့်ရသလိုဖျာနဲ့ယင်းနီးကျွမ်းဝင်ရတဲ့အခွင့်ကိုပေးလို့ကြီးစုတင်ပါတယ်။ကျွန်တော်ရဲ့နေ့စဉ်အသက်တာကိုဆက်လက်ပြီးကိုရောကောင်းချီးပေးတော်မူပါ။အီချန်းစွာနေရတဲ့အခွင့်ကိုကိုရောရှင်ပေးပါ။မတရားတဲ့အမှုကိုမပြု။ တရားသောအမှုကိုပြုလျက်သူတစ်ပါးကိုကူညီမဆသောသူဖြစ်စေပါဒီနေ့တို့ကပတ်တော်ကြားရတဲ့မိသားစုဝင်အရောက်တိုင်းပေါ်မှာလဲခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးနဲ့ပတ်ရပါမည်အကြောင်းတပည့်တော်သားတော်သခင်ယေရှုခရစ်တော်နာမ၌တဏိတာကိုဆက်ကပ်ဆုတောင်းအပ်နံပါ၏အာမင်